ကေဒရမာလို့ဆိုလိုက်ရင်လီမင်ဟူချောင်းအောင်ဟူပြောင်းဦးဆောက်လိုမျိုးထိတ်တန်းကေဒရမာမင်းသားတွေပတ်မင်အောင်ရွေးနာလိုမျိုးပြပမှာနာမည်ရနေတဲ့တရုတ်ဆောင်တွေကိုပဲလူတွေသိကြလိမ့်ရှိပါတယ်။ဒါပေမဲ့ဒီမင်းသားမင်းသမီးတွေဟာတောင်ကိုရီးယားရဲ့အမှုပညာလောကမှာတရုတ်ဆောင်တော်တဲ့သူတကယ်အမှုပညာရှင်ကြီးတွေလို့အတိအမဲ့ပြုခံရလိမ့်မရှိပါဘူး။ကျမတို့သိထားတဲ့အောင်မြင်လာပါတယ်ဆိုရင်မင်းသားမင်းသမီးအများစုဟာကေဒရမာကိုပြပနိုင်ငံတွေပူတည်လာအောင်လုပ်ပေးတဲ့ကိုရီးယားဝက်ဘ်စတာဖြစ်တာသတ်မှတ်ခြင်းခံရတာပါ။ သူတို့ဟာအောင်မြင်မှုဘလောက်ပဲမများပရိသတ်တွေဘလောက်ပဲမများအမှုပညာအရေးသွေးမပြေဝတဲ့သူတရုတ်ဆောင်အဆင့်မဖြစ်သေးတဲ့သူလိုပဲသတ်မှတ်ထားခံရတာဖြစ်ပါတယ်။ဒီနေ့မှာတော့တောင်ကိုရီးယားအမှုပညာလောကရဲ့မင်းသားမင်းသမီးတိုင်းဖြစ်ချင်ကြပေမဲ့ဖြစ်ဖို့မလွယ်တဲ့ချွမှုလိုတရုတ်ဆောင်ဆိုတာကိုဘလိုမျိုးလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ကိုရီးယားအမှုပညာလောကမှာ drama series တွေဟာ K-drama ဖြစ်လူတည်များပြီးတော့ပြပမှာပါနာမည်ကြီးလေးရှိပါတယ်။ဒါပေမဲ့စီးပီးတရုတ်ဆောင်များစုဟာရုပ်ရှင်လောကကိုဝင်လာရင်အောင်မြင်မှုသိမ့်မရပဲ။ Box office ရုံတင်ရလဲမကောင်းကြပါ mau oh. ဥပမာအားဖြင့်ဝင်းဒါလန်လိုရုပ်ရှင်ယူမှဆိုရင်ပြည်ရင်းပြည်ပနာမည်ကြီးတွေဖြစ်တဲ့ဆူစီမင်းသားပပူကန်အပါဝင်မင်းသားခေါင်ယူတို့မြေမြေဆဆိုင်ပါဝင်ပေမဲ့ယုံတင်ရလည်းအရာအောင်မြင်ခြင်းမရှိခဲ့တဲ့အပြင်ပြည်သက်တွေကြမှာပါအစိုးမြင်မှတ်ချက်တွေအများကြီးရခဲ့ပါတယ်ဒီလိုမျိုးရလက်ထွက်ခဲ့ရုပ်ရှင်တွေအများကြီးရှိပါတယ်ဒါကြောင့်ကိုရီးယားအနုပညာလောကမှာ K-drama မင်းသားဖြစ်ရတာဟာ K-movie တရုပ်ဆောင်ဖြစ်ရတာထက်အများကြီးလွယ်ကူတယ်လို့ယူဆနိုင်ပါတယ်တာမန် K-drama တရုပ်ဆောင်တွေနဲ့ချွတ်မှုတို့တရုပ်ဆောင်တွေရဲ့ကွာခြားချက်တွေကလည်းအများကြီးရှိပါတယ်တာမန်မင်းသားအများစုဟာအခြေရေးသတင်းတွေ အပါအဝင်သူတို့ရဲ့ကိုရိတ်ကိုတာကိစ္စရက်တွေနဲ့ပတ်သက်ပြီးပြိတ္တတွေရဲ့အထင်မြင်နဲ့အားပေးမှုပေါ်မူတည်ပြီးနေရလိမ့်ရှိပါတယ်။သူတို့ဟာပြိတ္တတွေသဘောမကျတဲ့သူတွေနဲ့တွဲမိတာ၊ချစ်သူဖြစ်မိတာမျိုးဆိုရင်ပြိတ္တတွေရော့သွားတာအောင်မြင်မှုကျသွားတာမျိုးဖြစ်တတ်ပါတယ်။ဒါပေမဲ့ချုံမှုလိုတယုတ်ဆောင်နေရတော့ကိုရိတ်ကိုတာအကြောင်းအရာထက်တယုတ်ဆောင်စွမ်းရည်ကြောက်တာပုံနာမည်ကြီးကြလိမ့်ရှိပြီးသူတို့အောင်မြင်မှုကိုချစ်သူထားတာလိုမျိုးစရတဲ့တဲ့င်းတွေဟာအနှောင့်ယှက်မပေးနိုင်ပါဘူး။တာမန်ကီဒရမာတယုတ်ဆောင်နေရလူသိများမှုနာမည်ကြီးမှုကိုအဓိကထားဦးစားပေးပြီးပြိတ္တတွေနဲ့ယဉ်နေတဲ့ Romance Drama တွေမှာပါဝင်လေ့ရှိကြပြီးချမှုလိုတည်ဆောင်နေရတော့လူသိများဖို့တဲ့အမှုပညာလက်ရာရည်သွေးကောင်းမှုမှုကိုပိုဦးစားပေးရလူတွေဖြစ်ပါတယ်။ဒါကြောင့် K-drama မှာအောင်မြင်နေတဲ့မင်းသားမင်းသမီးတွေဟာအတွေ့အကြုံများလာရင် movie တွေရိုက်ပြီးချမှုလိုတည်ဆောင်ဖြစ်လာအောင်စူးစမ်းကြလိမ့်ရှိပါတယ်။ဥပမာအားဖြင့်မင်းသားဆောင်ဂျွန်ကီဟာနောက်ပိုင်းမှာ romance drama တွေတိတ်မရိုက်တော့ပဲရုပ်ရှင်ပိုင်းကိုပိုအားဆိုင်လာမျိုးပါ။ဒါပေမဲ့အခုချိန်ထိတော့ဆောင်ဂျွန်ကီဟာ movie ပိုင်းမှာအောင်မြင်မှုတိတိပပမရသေးသလိုသူ့ရဲ့ငကို series ပိုင်းမှာပဲပူကောင်းတယ်လို့မှတ်ချက်ပေးခံထားရပါတယ်။စမ်းချက် တင်ဘက်အနေနဲ့ချုံမူရိုးတရုတ်ဆောင်နဲ့စီးရီးမှာပါဝင်လာရင်တော့မအောင်မြင်ဘူးဆိုတာမရှိသလောက်ရှားတယ်လို့လည်းဆိုနိုင်ပါတယ်။ဒီအကြောင်းရင်းတွေကြောင့်ချုံမူရိုးတရုတ်ဆောင်ကောင်တယောက်ဖြစ်အတိမတ်ပြုခံရဖို့ဆိုတာမလွယ်ကူပါဘူး။အမှုပညာရည်သွေးကောင်းမွန်တဲ့ရုပ်ရှင်တွေရှိမှ box office ရလက်တွေကောင်းမှဖြစ်နိုင်တာမျိုးဖြစ်တယ်လို့ပရိသတ်တွေကိုယ်တိုင်ကတရုတ်ဆောင်ကောင်းတယ်လို့အတိမတ်ပြုခံရမှဖြစ်တာမျိုးဖြစ်ပါတယ်။ဒါပေမဲ့တချို့မင်းသားမင်းသမီးတွေကတော့အစကတည်းကရုပ်ရှင်ပိုင်းမှာရောစီးရီးပိုင်းမှာပါအောင်မြင်ပြီးတရုတ်ဆောင်ကောင်းသူဖြစ်သတ်မှတ်ခံရအောင်စူးစမ်းကြတာမျိုးရှိပါတယ်။ မင်းသမီးခင်ထယ်ရီယာဆိုရင်ချွမှုလိုတေဥဆောင် ဖြင့်အတိမတ်ပြုခံရဖို့ The Handmaiden, Little Forest လိုမျိုးရုပ်ရှင်တွေရှိတဲ့အပြင် K-drama star တယောက်အနေနဲ့လည်း2521 Mr. Sunshine လိုမျိုးနာမည်ကြီး drama ကြီးရှိပါတယ်။မင်းသမီးရှင်ဟင်းဆန်၊ Kintami, Kingo Ono လိုမင်းသမီးတွေကတော့ K-drama star တွေဖြစ်နေပေမဲ့ချွမှုလိုတေဥဆောင်တွေအဖြစ်ပါတစားတစားအတိမတ်ပြုခံလာရတဲ့မင်းသမီးတွေပါ။မင်းသားဘက်မှာလည်း Blackout drama ရဲ့အတ္တိကမင်းသားပြောင်ယိုဟန်ဟာချွမှုလိုတေဥဆောင်ဖြင့်လူသိများပေမဲ့ K-drama ဘက်မှာပါတဖြည်းဖြည်းနာမည်ကြီးလာတဲ့မင်းသားတယောက်ပါ။ မင်းသားယူဝဟင်ဤကျေဟွန်ယူကျွရော့နဲ့ဤတဝူတို့ဟာလဲကေဒရမာပြည်သက်တွေပါယဉ်နေပြီးတော့အမှုပညာလောကမှာချုံမှုရိုတရုတ်ဆောင်တွေဖြစ်ပါအတိမတ်ပြုခံထားတဲ့သူတွေဖြစ်ပါတယ်အခုချိန်နေရဲ့ပြည်သက်ကြီးရောချုံမှုရိုတရုတ်ဆောင်တွေဖြစ်အတိမတ်ပြုနိုင်လောက်တဲ့မင်းသားမင်းသမီးတွေကိုသိရင်ကိုမတ်မှာပြပြသွားကြပါအောင်နော်